ရွှေကြိုမှာလက်စားပြီးတော့ရွေးချယ်တယ်လို့ဝေဖန်ခဲ့ရတဲ့အပေါ်မှာမှားရည်ဆိုရင်အနုပညာလောကကပါထွက်သွားပေးမယ်လို့ပြောလိုက်တဲ့ညွန်မင်းလွင်ပရိသတ်ချင်းအနုပညာလောကတွေကိုဝင်ရောက်ဖို့အလွဲတကူဆုံးလမ်းဟာကယ်မီဘန်းကန်ရွှေကြိုတွေပဲဖြစ်ပါရင်ရွှေကြိုတွေဟာအနုပညာလောကတွေကကယ်မီပေးပွဲကစပြီးအနုပညာလောကတွေရောက်လာခဲ့တဲ့မင်းသားမင်းသမီးတွေအများကြီးရှိပါတယ်။ဒေါက်တာညွန်မင်းလွင်ဟာ2024ကယ်မီပေးပွဲအတွက်ရွှေကြိုရွေးချယ်ပွဲမှာဒိုင်းပြစ်ပါဝင်ပေးခဲ့တာဖြစ်ပါရင် သူကရွှေကြိုကိုငွေယူပြီးတော့ရွေးချယ်ခဲ့တယ်။တကယ်ရည်ချင်းရှိတဲ့သူတွေကြာမပေးဘူးလို့ပြောခင်ရသူဖြစ်ပါရည်။ဒေါက်တာညွန်မင်းလင်ကလည်းဒီလိုမဟုတ်မမှန်သတင်းတွေအတွက်ဖြည့်ရှင်းမှုပြုလုပ်လာခဲ့တာဖြစ်ပါရည်။ဒေါက်တာညွန်မင်းလင်ဟာသူ့ကိုရွှေကြိုအတွက်ငွေကြီးတွေလက်စားတွေဆိုပြီးတော့သတင်းထွက်လာတဲ့ပုံမှာသူကဘသူစီကမှပြန်ဝဲတဲ့လျှောက်ယူထားတာလက်ဆောင်ပစ္စည်းတွေကစာလက်ခံထားတာမရှိပါဘူး။ သူမြူထားတဲ့ပုံမှာဒီလိုပြောခင်ရတော့လေစင်မပြေဖြစ်ပြီးတော့စတင်ခဲ့တာဖြစ်ပါ ರೀ ။သူကအလုံငွေတွေလက်စားပြီးတော့ယူထားတာဆိုရင်တသက်သေးနေတကွာလာရှင်းပြီးသူ့ကိုစည်ရင်းအင်းအတီးကြနဲ့လာပြထွက်သွားပေးမယ်ဝန်ခံပေးမယ်လို့ပြောပါ ರೀ ။ အဆုံးစွန်ဆုံးရုပ်ရှင်လောကကြီးတစ်ခုလောက်ကပါထွက်သွားပြီးမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ရွှေကြိုအားနှစ်လပိုင်းလောက်ကလေးကရွေးချယ်ပြီးသွားပြီဆိုပေမဲ့အခု၄လပိုင်းလောက်မှာရွှေကြိုတဲကတယောက်ကသူ့ရွှေကြိုဖြစ်ဖို့380ကုန်ကြခဲ့တယ်လို့ပြောတော့ညိုမင်းလွင်ဟာစုံစမ်းရင်းရွှေကြိုတိုင်းဒီကိုကတော့ရတဲ့ပတ်စံတွေကပုံများတယ်လို့သိရတော့သူမယူထားကြအောင်အကိစ္စတွေနဲ့သူနဲ့လည်းမဆိုင်ကြအောင်ဆိုရှယ်မှာချပြခဲ့တာဖြစ်ပါတယ်။ဟိုလိုဆွဆွဲဒီလိုဆွဆွဲနဲ့တိုင်းထဲမှာသူ့နာမည်ပါနေတော့သူမဟုတ်တဲ့အကြောင်းပြောပြရတဲ့သဘောပါလို့ဖြစ်ရှင်းလာတာဖြစ်ပါတယ်။ရွှေကြိုတွေအယောက်၄၀ပဲ လာလာအယောက်၄၀၀ပဲလာလာသူမပါဝင်တဲ့အကြောင်းပြောရတယ်။ဘသူစီကမှဘာပစ္စည်းမှမယူထားကြအောင်လိပ်ပြလုံးနဲ့လို့ပြောပြခဲ့တာဖြစ်ပါတယ်။အခြားနိုင်ငံယူတာမယူတာသူတို့ကိစ္စဖြစ်ပြီးတော့ယူခြင်းလဲယူမယ်မယူခြင်းလဲမယူဘူး။သူကတော့ဘသူစီကမှတပြားတစ်ချက်မှမယူဘူးလို့ပြပြတတပြောပြခဲ့တာဖြစ်ပါတယ်။ညမင်းလွန်ဟာသူမယူထားပေမဲ့အဖြစ်ရှင်းတော့ဘူးငါမှမပါတာနေလို့ရပေမဲ့အဲ့လိုပြောတဲ့ရွှေကြိုးရဲ့စိတ်ထဲမှာသူလဲပါမှာဆိုတဲ့တွေးတွေးပြီးတော့ရှောက်ဖွားမှာကိုမလိုလားတဲ့အတွက်အခုလိုဖြစ်ရှင်းခဲ့တာပါ။အမားကိုမဖြစ်ရှင်းမင်းနဲ့ကြာလာရင်အမှန်ဖြစ်သွားတယ် တာမလို့ဖြည့်ရှင်းမှရှားတော့မင်းဆိုပြီးတော့လှုပ်လိုက်တာပါဒီလိုတွေမဟုတ်မမဲဆွဆွဲခင်ရလို့ရုပ်ရှင်စီယုံကြီးတစ်ခုလုံးရဲ့ဂုံတိတ်ခါလေးကြာစင်းနေရွှေကြိုပြိုင်ပွဲတက်လဲမကောင်းပါဘူး နောက်ထပ်သူ့ရဲ့တိခါတရားကိုလည်းစော်ကားလို့နေလို့ပြပြခဲ့တာဖြစ်ပါတယ်။ဒေါက်တာညိုမင်းလူရဲ့အတိတ်ကလာပြောလို့ဒီကြောင်းကိုကြားရတာဖြစ်ပါတယ်။သူကလည်းစိတ်ဆိုးပြီးတော့မတိကြတဲ့သူတွေကိုဘလောက်တောင်မှရှာပြောထားရမသိဘူးတော့။သူကလည်း Facebook ပေါ်မှာ post တင်ပြီးတော့ထည့်ရှင်းရတာပါ။သူကဒီနေ့ချိန်ထိရွှေကြိုတိုင်ရလို့ဘသူစီကမှလက်စားထားတာဝင်ယူထားတာမရှိပါဘူး။လက်ပြတတ်တဲ့ကိုကြီးစရာရှိတာကိုကြီးရဲ။နောက်ဆုံးပြန်ပွဲမှာပရိသတ်တွေပြောသလို မင်းမတမာမှုဖြစ်တယ်ဆိုတာကလည်းသူမရှိပါဘူး။သူကအဲ့နေ့ကအစောပြန်ခဲ့တာပါတော့မီဒီယာတွေမှာအသိပေးလာခဲ့တာဖြစ်ပါရဲ့။ညွန်မင်းလင်ဟာဇက်ကားလေးတွေရိုက်ကူးရင်းနဲ့ခုနောက်ပိုင်းသူစိတ်ကြိုက်ဟော်ရာဆက်ဆန်ဇက်ကားတွေနဲ့မအားလက်တာဖြစ်ပါရဲ့။ဒီလိုတဲ့င်းတွေကြောင့်အလုတ်ဖြတ်ပြီးတော့ရောက်လာခဲ့တာပါ။သူတို့အလုတ်ပြတ်တယ်လို့ဂုံတိတ်ခါလေးကြာစင်းတဲ့တွေဒီတဲ့င်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သူ့နာမည်ပါတာကိုရွှေချိုအသိနာမည်ပြတ်တာလို့ဆိုရင်အကောင်းဆုံးရေးဥသွားမယ်လို့လည်းပြောပြထားခဲ့တာဖြစ်ပါရဲ့။ဒီတော့ပြည်သက်ကြီး ဝင်ရေးချင်းရှောက်ရှင်ဟာလိုက်မနိုင်တာကြောင့်အမှုပညာလောကရဲ့ဖြန့်ချောင်းမှုတွေဟာနေပါသူတွေခင်ရစမြဲပါနော်ဒီတော့ရွှေကြိုပြဲပွဲမှာငွေကြေးလက်စားတွေလိုသတင်းထွက်နေတဲ့ဒေတာညိုမင်းလေးပေါ်မှာမှတ်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင်